မြန်မာနိုင်ငံဟာမဲကောင်မြင့်တဲ့အခြားနယ်စပ်ဖြတ်ကျော်စည်းစင်းနေတဲ့မြေတုံးစင်းတစ်လျှောက်နေထိုင်ကြတဲ့မြောက်ပိုင်းစွန်းကထိုင်းပြည်သူတွေအတွက်အစိတ်တောက်ဖြစ်စေတဲ့အင်းနေချင်းနိုင်ငံဖြစ်တယ်လို့ Asia Financial ကရေးသားလိုက်ပါတယ်။မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းရှမ်းပြည်နယ်ကဝါနဲ့လာအူထိန်းချုပ်နယ်မြေတွေမှာတရုတ်တပ်ထု242တွေရဲ့မစင်မကျင်ရွှေ24မှုတွေကြောင့်ဆိုင်ကော့ရောက်တဲ့မဲခေါင်မြစ်တွေကိုအစိတ်တင့်စေခဲ့ပါတယ်။ဆိုင်နဲ့ညဉ့်ညံ့မှုကအဓိကပြဿနာတွေရဲ့ဖြစ်လာနေတာပါ။ 2021စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဟတ်တာ1800ကျယ်ဝင်တဲ့တပ်ထုလုံး20ကျော်အထိကျယ်ပြန့်လာခဲ့ပါတယ်။တဘာပတ်ဝန်းကျင်ထိခိုက်မှုနဲ့တက်ဆိုင်တဲ့အကဲဖြတ်မှုတွေမရှိဘဲလေပတ်လောက်ကိုင်းနေကြတဲ့မြန်မာနိုင်ငံကမိုင်းတွေအာဆင်းနေတဲ့အစိတ်ဖြစ်စေတဲ့အခြားဓာတ်တို့ပစ္စည်းတွေကြောင့်မြင့်ညဉ့်ဉမ်းမှုဖြစ်ပေါ်နေပါတယ်။ဒါကြောင့်လဲမြန်မာပတ်ချန်းကရွှေတူပုံမှုတွေကြောင့်စီးဝင်လာတဲ့အန္တရာယ်ရှိတဲ့ညဉ့်ဉမ်းပစ္စည်းတွေကိုစစ်ထုတ်ဖို့ထိုင်းနိုင်ငံမြောက်ပိုင်းမြစ်တွေမှာရေစစ်ယူတန့်စင်မဲ့ဆယ်ငယ်တွေတိစောက်ဖို့ ထိုင်းအစိုးရကစီစဉ်နေတယ်လို့ထိုင်းနိုင်ငံရဲ့ဒုဝန်ကြီးကပြောဆိုခဲ့ပါတယ်။လက်ရှိမှာတော့ထိုင်းရေရင်မြဌာနကဆယ်ငယ်တွေရဲ့ပုံစံကိုဒီဇိုင်းဆွေးနေပါတယ်။အဲ့ဒီဆယ်အသေးစားတွေကနောက်ပိုင်းစွန့်ထုတ်မဲ့အန္တရာယ်ရှိတဲ့အရာတွေကိုဖယ်ထုတ်နိုင်မယ်လို့လည်းထိုင်းဒုဝန်ကြီးကပြောဆိုခဲ့ပါတယ်။ရွှေဥပော်ရဲ့တပ်တုတုံးတွေဟာမြန်မာနိုင်ငံရဲ့ဩဇာကြီးမားဆုံးတိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ဝါဘီတွဲစုညီညီတပ်မတော် UWSA ထိန်းချုပ်ဒေတာတွေမှာတရှိနေပါတယ်။ အချို့ရွှေတက်ထုတူတွေကတော့လောက်လက်နက်ကင်အဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်မြေတွေမှာတည်ရှိနေပါတယ်။အဲ့ဒီနှစ်ဖွဲ့စလုံးဟာမြန်မာစစ်တပ်နဲ့လုံခဲ့တဲ့ဆယ်စုနှစ်တွေကအပြစ်ကရစရေးတဘောတူထားကြပါတယ်ခင်ဗျာ။